2025ခုနှစ်ဇွန်လ22ရက်နေ့ညမှာ American စစ်တပ်ကမကြာသေးတဲ့သမိုင်းမှာ အပြင်းထန်ဆုံးနဲ့အလျော့ဝက်ဆုံးစစ်စင်ရေးတွေတရတစ်ခုဖြစ်တဲ့ Operation Midnight Hammer ကိုစတင်ခဲ့ပါတယ်။ဒီစစ်စင်ရေးကအီရန်ရဲ့အကာအကွယ်အများဆုံးနျူကလ িয়ার စခန်း3ခုကို တပြိုင်တည်းတိုက်ခိုက်ဖို့ရည်ရွယ်ခဲ့တာပါ။ ဒါဟာတတိပိတ်ချက်တစ်ခုတင်မှာကပဲအီရန်ရဲ့နျူကလ িয়ার ဖွံ့ဖြိုးတိုးတက်မှုကိုနှေးကွေးစေပြီးတော့တီဟီရန်ရဲ့သူ့ရဲ့မဟာမိတ်တွေကိုရှင်းလင်းတဲ့သတင်းစကားပေးပို့ဖို့မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်တစ်ခုလည်းဖြစ်ပါတယ်။ပြည်မတ်တွေကမြေအောင်နန်းနန်းမှာရှိတဲ့သို့မဟုတ်မြေအောင်ထဲမှာတည်ရှိနေတဲ့တန်တရားရှိတဲ့ယူရေနီယံကျွေးဝါးမှုနဲ့အရေးကြီးပစ္စည်းတွေထားရှိရနေရတွေပဲဖြစ်ပါတယ်။ American ပြည်တော်စုကသူတို့ကိုရောင်းရှိဖို့အဓိကတပ်ဖွဲ့နှစ်ခုကိုအားကိုးခဲ့ပါတယ်။အဲ့ဒါတွေကတော့ B2 Spirit Low Web ုံးချဲလျင်နေတဲ့မြေရေပင်လေတွေကခရုစတုံးပြန်ရင်းငုတ်သင်းမောတွေဖြစ်ပါတယ်ဒီမရှင်ကိုလာပေါင်းများစွာကြိုတင်စီစဉ်ခဲ့ပြီးတော့အမိန်ပေးလိုက်တာနဲ့အရာအားလုံးက တိကျသေးကြစွာလှုပ်ရှားခဲ့ပါတယ်။ဗီတူးဘုံကျဲလျင်တွေက Misery ပြည်နယ်ဝိုင်မင်းလေတဲ့အခြေစိုက်စိုက်ခန်းကနေတိုက်ရိုက်ပြန်တန်းခဲ့ပြီးတော့ထောင်နဲ့ခြေတဲ့မိုင်ပေါင်းများစွာကိုမယမနာဖျက်ချော်ခဲ့ပါတယ်။ဒီလျင်တွေကမိုင်အရှိကြီးပြန်တန်းနိုင်စွမ်းနဲ့လျှို့ဝှက်ပြန်တန်းနိုင်စွမ်းနေကြောင်းဒလိုမရှင်မျိုးအတွက်အကောင်းဆုံးမှာပဲ။တစ်ချိန်တည်းမှာပဲရင်းကုန်သမော်ရီကရှေးအောက်ကနေ Tomahawk Cruise တုံးပြန်ဒါဇင်ပေါင်းများစွာကိုပြန်လွှတ်ခဲ့ပါတယ်။ ဒီဒုံးပြန်နေရတိကျစွာထိမှန်ခဲ့ပြီးလေတွေကနေဘုံတွေကျင်းချတာနဲ့တပြိုင်တည်းနေပေါင်းထိမှန်အောင်အချိန်ကိုက်စီစဉ်ထားတာပါကာကွယ်ဝင်ကြီးဌာနအရာရှိတွေကတော့ဒီစစ်စင်ရေးက2000ခုနှစ်အစောပိုင်းတွေရဲ့ B2 ရဲ့အရှိချဆုံးတိုက်ခိုက်ရေးမစ်ရှင်ဖြစ်တယ်လို့ပြောပါတယ် ဘုံကျဲလျင်တစည်းစီကမြေအောက်ပြမတ်တွေအတွက်အထူးဒီဇိုင်းထုတ်ထားတဲ့ဘုံတွေကိုတင်ဆောင်သွားခဲ့ပြီးရေငုပ်သင်းမော်ရီကတော့ထိန်းချုပ်ရေးစင်တာရီနဲ့ဆက်သွယ်ရေးဗဟိုဌာနတွေလိုမြေမျက်နှာပြင်မှာရှိတဲ့အဆောက်အုံတွေကိုတိုက်ခိုက်ခဲ့ပါတယ်။ဒါရီအားလုံးပေါင်းစပ်လိုက်တဲ့အခါအီရန်စစ်တပ်ကိုအံအားသင့်စေခဲ့တဲ့ညှိနှိုင်းတိုက်ခိုက်မှုကိုဖန်တီးနိုင်ခဲ့ပါတယ်။ဒီစစ်စင်ရေးကိုအရသာထိခိုက်မှုမရှိအောင်နဲ့ ကြားဖြတ်တိုက်ခိုက်မှုအခွင့်အလမ်းကိုရှော့ချနိုင်ဖို့ညအချိန်မှာတေချာစွာအချိန်ကိုက်လုပ်ခဲ့တာပါအစောပိုင်းဂျိုရုတပ်ပုံနေနဲ့ထောင်လယ်ကြီးအစီရင်ခံစာရီအရ ပြင်းမတ်တွေရဟအောင်မြင်စွာဖျက်ဆီးခံရတာပြင်းထန်စွာဖျက်ဆီးခဲ့တာတွေရှိတယ်လို့ဆိုပါတယ်။အီရန်အရာရှိတွေကအပြည့်အစုံအတီမပြူသေးပေမဲ့ဒေတိုက်ခိုင်မှုတွေကအဓိကနျူကလ িয়ার အခြေခံအဆောက်အုံတွေကို ပြင်းပြင်းထန်ထန်ထိခိုက်ခဲ့ပုံရပါတယ်။ Operation Midnight Hammer က American ပြည်တော်စုရဲ့တိုက်ခိုက်နိုင်ရစွမ်းနဲ့အလွန်တီးကြပြီးတော့လျိုဝဲစွာလဲပတ်နိုင်ရစွမ်းကိုဖျားသားခဲ့ပါတယ်။ဒီမစ်ရှင်ကဒေတာရင်းအင်အားချိန်ခွင်ရှာမှာအရေးပေါ်တဲ့အလဲပြောင်းတစ်ခုစီဥတည်သွားနိုင်ပါတယ်။ ဒါပေမဲ့ဒီစွမ်းရည်တွေအပြင်ဒီမစ်ရှင်ကိုတမိုင်းဝင်ဖြစ်စေခဲ့တာကတော့ဘယ်ကြိုထူးမှမဖန်ယူနိုင်ခဲ့တဲ့အရာတစ်ခုပါပဲ။တိုက်ပွဲတွေကိုဘသူတွေပြန်တန်းဝင်ရောက်ခွင့်ရလဲဆိုတာကို ပြောင်းလဲစေခဲ့တဲ့အခိုင်အကျန်းမှာတမိုင်းမှာပထမဆုံးအချိန်ဖြစ် American Leader ဟာသူ့ရဲ့အစွမ်းအထက်ဆုံးမြေအောက်ချင်းဖြတ်ဘုံ Banger Buster ဘုံကိုတကယ်တိုက်ခတ်ရေးမှအသုံးပြုခဲ့ပါတယ်။ဒီဘုံကိုတရားဝင်အဖြစ် Massive Ordnance Penetrator MOP လို့ခေါ်ပြီးတော့ပေါင် 3တောင်းအလေးချိန်ရှိပါတယ်။နျူကလ িয়ার ဘန်ဂရီလိုမြေအောင်နံနက်မှာမြုပ်ထားတဲ့ပြင်းမှတ်တွေကိုဖျက်ဆီးဖို့အထူးဒီဇိုင်းထုတ်ထားတာပါ။စစ်စင်ရေးတကောင်ရန်မှာသူရဲ့ပါဝင်မှုကနေပြူအမြောက်ယုံတယ်မှာကပဲတမိုင်းဝင်လဲဖြစ်ပါတယ်။စည်ရေးသုံးသက်သူတွေကတော့ဒီလက်နက်ကိုအသုံးပြုတာကပြင်းထန်တဲ့သတင်းစကားတစ်ခုပေးပို့ဖို့ရှိရတယ်လို့ပြောပါတယ်။အီရန်ကသူ့ရဲ့နျူကလ িয়ার ပစ္စည်းတွေနဲ့ အဓိကစက်ပစ္စည်းတွေကိုလုံခြုံမယ်လို့မျှော်လင့်ပြီးတော့မြေအောင်နဲ့နဲ့မှာထားခဲ့တာပါဒါပေမဲ့ MOP ကအဲဒီလိုမဟုတ်ဘူးဆိုတာကိုတက်တည်ပြခဲ့ပါတယ် American ပြည်ထောင်စုကအင်အားအပြည့်စုံနဲ့မှန်ကန်တဲ့ခရီးရောင်တွေနဲ့လုံဆောင်ဖို့ဆုံးဖြတ်လိုက်တဲ့အခါဗန်နီယာမှလုံခြုံမှုမရှိဘူးဆိုတာကိုပြသခဲ့ပါတယ်ဒါပေမဲ့ဒီမစ်ရှင်ကိုပို့ပြီးတော့ထူးခြားစေခဲ့တာကတော့ ဘယ်သူကလေရင်ကိုမောင်းခဲ့လဲဆိုတာပါပဲ။ဘာလို့လဲဆိုတော့တမိုင်းမှာပထမဆုံးအကြိမ်ဖြစ်အမျိုးသမီးလေရင်မှုတဦးဟာတကယ်တိုက်ခိုက်ရေးမစ်ရှင်မှာဘီဒူပုံစဲလေရင်ရဲ့ထိန်းချုပ်ရေးကမ်းနောက်မှာရှိနေခဲ့လို့ပါပဲ။ American စစ်ရေးတမိုင်းမှာအရေးပါတဲ့မှတ်တိုင်တစ်ခုကိုရောက်ရှိစေခဲ့တာပါ။ဒီတမိုင်းဝင်အခိုက်အတန့်ဟာ Operation Midnight Hammer ကာလအတွင်းမှာ American တပ်ဖွဲ့တွေကအီရန်အတွင်းပိုင်းကအဓိကနျူကလ িয়ার စခန်းတွေကိုတိုက်ခိုက်ခဲ့ချိန်မှာဖြစ်ပွားခဲ့တာပါ။တမိုင်းရဲ့နာမည်ကို လုံခြုံရေးအရအများပြည်သူသိအောင်ထုတ်ပြန်ထားခြင်းမရှိပေမဲ့ကာကွယ်ရေးသတင်းရင်းမြစ်ပေါင်းများစွာကဒမရဲ့အခမ်းကဏ္ဍကိုအတည်ပြုထားပါတယ်။ဗီဒူးလေရင်မောင်းနေဖို့ဆိုတာမြန်မာရဲ့အလေးချမှုနဲ့အတွေ့အကြုံလိုအပ်ပါတယ်။ဒီစံနှုန်းတွေကကြားမခွဲခြားမှုမရှိပဲလူတိုင်းအတွက်အတူတူပါပဲ။ဒီမစ်ရှင်မှာပါဝင်ခဲ့တဲ့ အမျိုးသမီးလေရင်မှုကိုရုပ်ပိုင်းဆိုင်ရာနဲ့နေပညာဆိုင်ရာလိုအပ်ချက်တိုင်းကိုဖြည့်မိခဲ့လို့ရွေးချယ်ခဲ့တာပါ B2 Spirit လေရင်ကို မောင်းနေနိုင်တဲ့လေရင်မှုတွေဟာအရေးအတွက်အလွန်နဲ့ပါပါတယ်လေရင်စတင်အသုံးပြုချိန်ကလေးကလေရင်မှုရှာကနေအနေငယ်သာလေးချင်းပြီးစီးခဲ့ပြီး every day က10ဦးခန့်သာအမျိုးသမီးတွေဖြစ်ပါတယ်ဒါကြောင့် team mission မှာပါဝင်ခဲ့တဲ့အမျိုးသမီးလေရင်မှုရဲ့ပါဝင်မှုဟာရှားပါးယုံတာမကတမိုင်းဝင်အောင်မြင်မှုတစ်ခုလည်းဖြစ်ပါတယ်နှစ်ပေါင်းများစွာအမျိုးသမီးတွေအတွက် တိုက်ခိုက်ရေးလေတပ် unit တွေမှာနေရာမရှိခဲ့ပေမဲ့ဒီအခြေအနေဖြည်းဖြည်းချင်းပြောင်းလဲလာခဲ့ပါတယ်။အခုဆိုရင်အမျိုးသမီးတဦးဟာကမ္ဘာအာရုံစိုက်မှုခံရတဲ့အန္တရာယ်များနဲ့လျှို့ဝှက်ပုံကျဲတိုက်ခိုက်မှုတစ်ခုမှာပါဝင်ခဲ့တာကအမျိုးသမီးတွေရဲ့စီရေးစွမ်းရည်တိုးတက်လာပုံကို ပြင်းထန်တဲ့သတင်းစကားပေးပို့လိုက်တာပါပဲ။ဒီမှာနိုင်30ကြာပြန်တန်းခြင်းလေထဲမှာစီးဖြည့်ခြင်းအစစ်မြစ်လက်နက်တွေကိုထိန်းချုပ်ခြင်းနဲ့ ပုံကိုတိကျစွာချခြင်းစတဲ့အရာအလုံးကိုပြည့်ပြည့်စုံစွာလှုံ့ဆော်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကရှေ့တန်းတိုက်ခိုက်ရေးအခမ်းအနားတွေမှာ အမျိုးသမီးတွေကိုပြည်သူတွေဘယ်လိုရှုမြင်လဲဆိုတာကိုပြောင်းလဲမှုကိုပြသနေပါတယ်။စွမ်းဆောင်ရတာအရေးကြီးဆုံးဆိုတာကိုဒီမရှင်ကတတိပြခဲ့ပြီးတော့ဒီမဟာအတားစီးတွေကိုဖြိုဖျက်နိုင်ခဲ့ပါတယ်။ဒီမရှင်မှာဒီမတူတဲ့အမျိုးသမီးသူရဲကောင်းမဟုတ်ပါဘူး။ရေလိုက်အောက်မှာလည်းတခြားအမျိုးသမီးတွေတမိုင်းတစ်အေးထိုးခဲ့ကြပါတယ်။ဗီဒူပုံကျဲလေရင်ကလေချောင်းတိုက်ခိုက်မှုကိုဦးဆောင်ခဲ့ပေမဲ့ရေအောင်နန်းနန်းမှာရှိတဲ့အမျိုးသမီးရေတပ်သားအဖွဲ့တစ်ဖွဲ့ကလည်း operation င်းမနိုင်ဟန်မားမှာတိတ်ဆိတ်စွာသမိုင်းဝင်ခဲ့ပါတယ် အမျိုးသမီးရေတပ်သားတွေကအီရန်ရဲ့နျူကလ িয়ার စခန်းတွေကို Tomahawk Cruise တုံးပြန်တွေပြစ်လွတ်တဲ့ရေငုပ်သင်္ဘောအဖွဲ့တွေမှာပါဝင်ခဲ့တာပါ။ဒါရေတပ်ရဲ့စင်ကဲပြောင်းလဲမှုမှာအရေးပါတဲ့မှတ်တမ်းတစ်ခုပါပဲ။သူတို့ကစစ်စင်ရေးမှာအရေးပါတဲ့အခမ်းအနားကနေပါဝင်ခဲ့ပြီးတော့ရွေးချယ်ထားတဲ့ပြည်မှတ်တွေကိုတုံးပြန်ဒါဇင်နှစ်ဒါဇင်ကျော်ပြစ်ခတ်ခဲ့ပါတယ်။2010ပြည့်နှစ်အထိအမျိုးသမီးတွေကို American ရေငုပ်သင်္ဘောတွေပေါ်တာဝန်ထမ်းဆောင်ခွင့်ပေးပင်ထားခဲ့ပေမဲ့ ။လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာဒီအခြေအနေပြောင်းလဲခဲ့ပါတယ်။ ဒီကနေ့ခေတ်မှာအမျိုးသမီးအရာရှိနဲ့စစ်တီ800ကျော်ဟာရင်းငုံသင်္ဘောယူနစ်တွေမှာတာဝန်ထမ်းဆောင်နေကြပြီး Operation Midnight Hammer မှာသူတို့ရဲ့ပါဝင်မှုကဒီပေါင်းစည်းရေးချိုးဖောက်မှုတွေကနေတကယ်ရလက်တွေရရှိလာပြီးဆိုတာသက်သေပြခဲ့ပါတယ်။ဒီတိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့အမျိုးသမီးရင်းငုံသင်္ဘောသားတွေရဲ့နာမည်တွေကိုလုံခြုံရေးအရာထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။သူတို့ကအခက်ခဲတဲ့လေ့ကျင့်မှုတွေနဲ့အမျိုးသားလုံးပေါ်ဂိုင်ပတ်တွေနဲ့တူညီတဲ့စံနှုန်းတွေကိုပြည့်မီခဲ့ကြလို့သူတို့ရဲ့နေရာတွေ ကိုရရှိခဲ့ကြတာပါ။ဒုံပြန်စနစ်တွေတိုက်ခိုက်ရေးလုံထုံလုံနည်းတွေနဲ့ရေအောက်သွာလာမှုတွေမှာသူတို့ကအလွန်ကျွမ်းကျင်ကြပြီးစစ်တပ်ရဲ့အခက်အခဲဆုံးပတ်ဝန်းကျင်တွေတဲကတစ်ခုမှာသူတို့ရဲ့စွမ်းဆောင်ရည်ကိုပြသခဲ့ကြပါတယ်။သူတို့ရဲ့ပတ်ဝန်းမှုကစစ်တပ်ရဲ့ရင်ချိန်မှုမှာအမျိုးသားတွေသာလှုပ်ဆောင်နိုင်တယ်ဆိုတဲ့အထွေခေါ်ကိုပြောင်းလဲပြီးတော့အရေးချင်းရှိသူတိုင်းအတွက်ထိတ်တန့်တိုက်ခိုက်ရေးအခမ်းအနားတွေကိုဖွင့်လှစ်ဖို့ကြိုးပမ်းနေတယ်ဆိုတာကိုပြသနေပါတယ်။ ဖင်ဒဂွန်ရဲ့ထိတ်တန်းခေါင်းဆောင်လေးရဲ့အဆိုအရစတက်ကဆွမ်းဆောင်ရေးစီကန်းနဲ့မစ်ရှင်အပေါ်ယုံကြည်မှုကိုသာအဓိကထားပြီးတာဝန်ထမ်းဆောင်သူတွေကိုရွေးချယ်ပါတယ်ဒီစစ်စင်ရေးမှာအမျိုးသားအမျိုးသမီးပါပါဝင်ခဲ့တာကဒီမူဝါဒကိုထက်မှန်ပြီးတော့အတည်ပြုခဲ့ပါတယ်လေရင်မူရှေတသားနဲ့နေပညာရှင်တိုင်းဟာဒီမစ်ရှင်မှာမပါဝင်ခင်တင်းကျတဲ့ရုပ်ပိုင်းဆိုင်ရာနဲ့နေပညာဆိုင်ရာစံနှုန်းတွေကိုပြည့်မီရမယ်လို့ဖင်ဒဂွန်အရာရှိတွေကအလေးပေးပြောကြားခဲ့ပါတယ်ကာကွယ် ခေါင်းဆောင်တွေကတော့ဒီစစ်စင်ရေးမှာပါဝင်တဲ့စစ်သည်တွေကသူတို့ရဲ့စွမ်းဆောင်ရည်ကြောင့်သာရွေးချယ်ခံရတာလို့အတည်ပြုခဲ့ပါတယ်။ B2 လေယာဉ်မှုတွေနဲ့ရေငုပ်သင်္ဘောအဖွဲ့သားတွေဟာခက်ခဲတဲ့လေကျင်းမှုတွေစမ်းသပ်မှုတွေကိုပြီးမြောက်အောင်လုံဆောင်ပြီးမှသာဒီနေရာတွေကိုရရှိခဲ့ကြတာပါ။ဇရီအားလုံးဟာသူတို့ရဲ့ကျွမ်းကျင်မှုနဲ့စီကံကိုပြသတာဖြစ်ပြီးတော့ကြားမှခွဲခြားမှုမရှိဘဲလုပ်ငန်းတာဝန်ကိုထမ်းဆောင်နိုင်တယ်ဆိုတာသက်သေပြခဲ့ပါတယ်။ကာကွယ်ဝင်ကြီး Pete Hess ကလည်း စီရေးစံနှုန်းတွေကဓာတ်ပုံဝင်အားလုံးအတွက်တူညီတယ်လို့အလေးပေးပြောကြားခဲ့ပါတယ်။သူရဲ့အစောပိုင်းအမျိုးသမီးတွေစီရေးမှာမပါဝင်သင့်ဘူးဆိုတဲ့မှတ်ချက်တွေအတွက်ဝေဖန်ခံခဲ့ရပေမဲ့နောက်ပိုင်းမှာတော့စွမ်းဆောင်ရည်ကသာအဓိကဆိုတာကိုသူသဘောတူခဲ့ပါတယ်။စစ်စင်ရဲ့အောင်မြင်မှုကဒီမူဝါဒမှန်ကန်ကြောင်းကိုပြသခဲ့ပြီးတာဝန်ထမ်းဆောင်ရာမှာဘယ်သူဘယ်ဝါဆိုတာချက်ပါလုံနိုင်လဲဆိုတာကအရေးကြီးဆုံးဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာအမျိုးသမီးတွေက B2 ဘုံကျဲလျင်မှုတွေနဲ့နျူကလ িয়ার ရှင်ကုတ်သင်္ဘောအဖွဲ့ဝင် နေလို့ထိတ်တန့်အခန်းကဏ္ဍတွေမှာအရေးအတွက်နေပါနေသေးပါ။သမိုင်းတလျှောက်ဘီတူးလေရင်မောင်းနေခဲ့တဲ့အမျိုးသမီး15ဦးလောက်သာရှိပြီးတော့ ဒီနေရာကိုရရှိဖို့ဆိုတာနှစ်ပေါင်းများစွာလေ့ကျင့်မှုနဲ့အစင်းမြင့်ယုံကြည်မှုတွေလိုအပ်တာကြောင့်ဒီလမ်းကြောင်းဟာခက်ခဲနေစေဖြစ်တယ်လို့လေတက်ကဘာလုံးဆိုင်ရာတိုက်ခိုက်ရေးကုကဲမှု Air Force Global Strike Command ကပြောတာဖြစ်ပါတယ်။ American ရေတပ်မှာအမျိုးသမီးတွေရင်ငုတ်သင်္ဘောပေါ်တာဝန်ထမ်းဆောင်နိုင်ခဲ့တာ2000ပြည့်နှစ်နောက်ပိုင်းကမှစတာဖြစ်ပါတယ်။ လက်ရှိမှာအမျိုးသမီးရေတပ်သား800ခန့်တာဝန်ထမ်းဆောင်နေပြီဖြစ်ပေမဲ့ဒါဟာအမျိုးသားရေတပ်သားထောင်ပေါင်းများစွာနဲ့နိုင်ရှင်ရဲ့နေပါနေပါသေးတယ်။ဒီလိုရှားပါးတာကဒီအခန်းကဏ္ဍရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာအပြင်ထက်တဲ့ဆန်နှုံးတွေကြောင့်ဖြစ်ပါတယ်။ဒီစိန်ခေါ်မှုတွေကိုချုပ်ဖြတ်နိုင်တဲ့အမျိုးသမီးတွေဟာတပ်ဖွဲ့ရင်းမှာအရေးချင်းအရှိဆုံးတွေက တချို့ပါပဲ။စတက်ကောင်းဆောင်တွေကတော့ဒီအထူးပြုနေဗယ်ရီမှာအမျိုးသမီးတွေအတွက်အခွင့်အလမ်းတွေပိုများလာအောင်ဆက်လက်ချိုးပန်းနေပါတယ်။သူတို့ရဲ့ချိုးပန်း မ်းမှုတံပိုးမှုကိုအတိအမှတ်ပြုပေမဲ့ဒီကနေ့ရဲ့ကမ္ဘာပတ်ဝန်းကျင်မှာသူတို့ရဲ့ကိုရီးယားကိုရာအချက်အလက်တွေကို ကာကွယ်ပေးတာကထိတ်တန့်ဦးစားပေးဖြစ်လာပါတယ်။ Operation Midnight Hammer မှာပေါဝင်ခဲ့တဲ့အမျိုးသမီးစစ်သည်တွေရဲ့နာမည်တွေကို American စစ်တပ်ကထုတ်ပြန်ခြင်းမပြုတာကပြင်းထန်တဲ့လုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေကြောင့်မှာ ဗီတူးလေရင်မှုတွေနဲ့ရင်ငုတ်သင်မောအဖွဲသားတွေဟာအရေးအထွတ်အလွန်နဲ့ဟာကြောင့်သူတို့ဘသူစပယ်ဝါဆိုတာကိုဖော်ထုတ်လိုက်ရင်ရန်သူတွေဒါမှမဟုတ်နိုင်ငံသားထောက်လန်းရေးတွေကနေပြင်မဲ့ခံရနိုင်စီများလို့ဖြစ်ပါတယ်။ဒါဟာသူတို့ရဲ့ဘေးကင်းလုံခြုံရေးအတွက်မဖြစ်မနေလျှို့ဝှက်ထားရတဲ့အခြေအနေပါ။ဗီဒူလျှို့ဝှက်ပုံကျဲလျင်ဟာလေတရဲ့အလျှို့ဝှက်ဆုံးနဲ့အတံပိုးအရှိဆုံး ပစ္စည်းတွေတရတခုဖြစ်ပြီးတော့ဒီလီယန်ကိုမောင်းနေတဲ့လီယန်မူးတွေကိုမဟာပြူဟာမြောက်ပုံကိုရီအဖြစ်သတ်မှတ်ပါတယ်။တမိုင်းမှာဘီတူးလီယန်မူးစုစုပေါင်း600အောက်သာရှိပြီးတော့မြို့သမီးအရေးအတွက်ကပိုနေတာကြောင့်နာမည်တခုတည်းဖော်ပြလိုက်တာနဲ့မစ်ရှင်မှာဘသူပါဝင်ခဲ့လဲဆိုတာကိုချက်ချင်းကန့်သတ်နိုင်ပါတယ်။ဒါကအရှေ့လေပိုင်းနဲ့အီရန်လိုနိုင်ငံတွေနဲ့လက်ရှိတင်းမာနေတဲ့အခြေအနေတွေကိုထည့်သွင်းစဉ်းစားတဲ့အခါရှင်းလင်းတဲ့စစ်စင်ရေးဆိုင်ရာအန်ဒီယေတခုကို ဖန်တီးပေးတာဖြစ်ပါတယ်။

အလားတူပဲအမျိုးသမီးရင်ငုတ်အဖွဲသားတွေဟာဆိုရင်တော့တော်တော်လေးအသစ်ဖြစ်ပြီးတော့အရေအတွက်နေပါပါသေးတယ်။အမျိုးသမီးရှေ့ရာကျော်ဟာရေတက်ရင်ငုတ်သင်းမောတွေပေါ်မှာတာဝန်ထမ်းဆောင်နေပေမဲ့တကယ့်တုံ့ပြန်တိုက်ခိုက်မှုမှာပါဝင်ဖို့အရေချင်းပြည့်မိတဲ့အတွေ့အကြုံရှိအရာရှိအရေအတွက်ကပိုပြီးနေပါပါတယ်။ဥပမာအားဖြင့် American ရေတက်ဟာအမျိုးသမီးတွေကိုနျူကလ িয়ার ရင်ငုတ်သင်းမောတွေပေါ်ကအမှုဆောင်အရာရှိတွေဂျာမမဟုတ်ရေရင်အရာရှိချုပ်တွေလိုထိတ်တန်းရာဇူးတွေမှာမကြသေးခင်အားမှစတင်ခန့်အပ် က်ခဲ့တာပါ။ဒါကြောင့်သူတို့နဲ့ပတ်သက်ပြီးတော့အများပြည်သူသိအောင်ပြောကြားတာကအလွန်ထိလွယ်ရှလွယ်ပါတယ်။ဒီတပ်ဖွဲ့ဝင်အများအပြားကနောက်မှလည်းထပ်မံစီလိုချင်းခံရနိုင်ပြီးတော့တခြားမျိုးဝက်စစ်စင်ရေးတွေမှာတာဝန်ပေးခြင်းခံရနိုင်ပါတယ်။သူတို့ရဲ့နာမည်တွေကိုလူသိရှင်ကြားဖော်ထုတ်လိုက်တာဟာအနာဂတ်မစ်ရှင်တွေမှာသူတို့ရဲ့အသုံးဝင်မှုကိုကန့်သတ်နိုင်ပြီးသူတို့ရဲ့လုံခြုံရေးကိုအန်ဒီရဖြစ်စေနိုင်ပါတယ်။ ပင်ဒဂွန်ကသူတို့ရဲ့ကိုကြီးကိုရာအချက်လက်တွေကိုထုတ်ဖော်ခြင်းမပြုမီဒီအချက်တွေကိုတေချာစွာထည့်သွင်းစဉ်းစားခဲ့တယ်လို့စီရေးသတင်းရင်းမြစ်တွေကအတည်ပြုခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကအစင်းမြစ်အခမ်းကဏ္ဍတွေမှာရှိတဲ့အမျိုးသားရောအမျိုးသမီးပါတပ်ဖွဲ့ဝင်တွေကိုကာကွယ်ဖို့အတွက်စစ်တပ်ရဲ့ချင်းခက်ပုံပြောင်းလဲလာတာကိုလည်းပြသပါတယ်။စစ်စင်ရေးမှာအမျိုးသမီးတွေကိုအပေါ်ယံကျော်အမျိုးသမီးတွေကိုအလေးထားတယ်ဆိုတဲ့ပုံစံပေါက်အောင်ပြီးစလွယ်ထည့်သွင်းခဲ့တာမဟုတ်ပါဘူး။ သူတို့ရဲ့အကျွမ်းကျင်မှုအစီကံနဲ့အသင့်ရှိမှုတွေကြောင့်ပဲရွေးချယ်ခံခဲ့ရတာပါသူတို့ရဲ့ဆွမ်းဆောင်ရည်ကနေပြီးတဲ့သတင်းစကားရှယ်ပါတယ်စစ်မြေပြင်မှာဘသူမဆိုဇွမ်းရည်ရှိရင်ပါဝင်နိုင်ပြီဆိုတာပါပဲဒါအမျိုးသမီးတွေရဲ့ဆွမ်းရည်ကိုတကယ်ယုံကြည်လို့လှုံ့ဆော်ခဲ့တာပါဘီဒူးလျင်မှုအမျိုးသမီးရဲ့ကိစ္စကိုကြည့်ပါဒီမှာကမ္ဘာအဆင့်မြင့်ဆုံးဘုံကျဲလျင်တစည်းကိုတကယ်တိုက်ခိုက်ရေးမှာမောင်းနှင်ခဲ့တာကအရာအားလုံးကိုပြောပြနေပါတယ် B2 separately ရမောင်းဖို့ဆိုတာလေးချင်းမှုတွေတည်ကြတဲ့တွေးခေါ်မှုတွေနဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုတွေအများကြီးလိုအပ်ပါတယ်။ဒီလိုအရေးပါတဲ့အချိန်မှာအမျိုးသမီးတဦးထိန်းချုပ်မှုနောက်ွယ်မှာရှိနေတာကလေတက်ကသူမကိုဘလောက်ယုံကြည်တယ်ဆိုတာဖော်ပြနေပါတယ်။ရင်ငုံတင်မောဘောကအမျိုးသမီးတွေလည်းအလားတူပါပဲ။ သူတို့ဟာရှီအောက်မှာဂျုံပြန်ပြက်လွတ်ကြတွေကိုတီးကြပြီးအာယုံဆိုင်ပြီးတော့လုံးဆောင်ခဲ့ကြပါတယ်။ဂျရီကနောက်ခွေရနေပံ့ပိုးပေးရတဲ့အခန်းကဏ္ဍတွေမဟုတ်ပါဘူး။တကယ်ရှီတန်ကတာဝန်တွေဖြစ်ပြီးတော့သူတို့ရဲ့အရေးပါမှုကပိုပိုပြီးတော့ကျယ်ပြန့်လာပါတယ်။အရေးကြီးတဲ့အချက်ကတော့စစ်တပ်ရဲ့ခေါင်းဆောင်မှုနဲ့စွမ်းဆောင်ရည်ကိုမြင်တဲ့ပုံစံပြောင်းလဲသွားပြီဆိုတာပါပဲ။စစ်တပ်ရဲ့ထိတ်တန့်အဖွဲ့တွေဟာအရင်ကခင်မမီတော့တဲ့အထွေးခေါ်ရီအစားရာလက်တွေကိုသာအဓိကထားအာယုံဆိုင်လာပါတယ်။ စစ်အရာရှိတွေနဲ့တံမိုးတွေဟာအရေးအချင်းနဲ့လေးချင်းမှုကိုသာစစ်သားတယောက်ရဲ့အမှန်ကန်ဆုံးတိုင်းတာချက်အဖြစ်မြင်လာကြပါတယ် ပြည်သူတွေရဲ့တုံ့ပြန်မှုကလည်းပြောင်းလဲလာခဲ့ပါတယ်။စစ်တပ်အတွင်းရောအပြင်ကပါလူအများပြားဟာဒီမရှင်မှာပါဝင်ခဲ့တဲ့အမျိုးသမီးတွေအတွက်ဂုံယူပြီးတော့ပံ့ပိုးမှုတွေပေးခဲ့ကြပါတယ်။ဘင်နဂွန်ကသူတို့ရဲ့ကိုယ်ရေးအချက်လက်တွေကိုကာကွယ်ပေးထားပေမဲ့အမျိုးသမီးတွေကအ धिक အခန်းကဏ္ဍတွေမှာပါဝင်ခဲ့တဲ့ဆရဲအသည့်ကအမျိုးသမီးစစ်မှုထမ်းတွေအပေါ်လေးစားမှုကိုထိုးပွားစေခဲ့ပါတယ်။ဒီစစ်စင်ရေးကအမေရိကန်စစ်တပ်ဟာအကာအကွယ်ခိုင်ခုံတဲ့ဒါပြစ်မှတ်တွေကိုအမြန်နှုံးတိကျမှုနဲ့ စွမ်းအားတွေနဲ့တိုက်ခိုက်နိုင်စွမ်းရှိတယ်ဆိုတာကိုပြသခဲ့ပါတယ်။ကမ္ဘာတဝက်ကိုပြန်တန်းတဲ့လျှို့ဝှက်ဖုံးကျဲလေယာဉ်တွေကနေရေအောက်ထက်ကခရစ်စတုံပြန်နေပြလို့တဲ့ရှင်ကုတ်သင်္ဘောတွေအထိဒီစစ်စင်ရေးကအမေရိကန်စစ်အင်အားရဲ့စွမ်းဆောင်ရေးအပြေးအဝါကိုပြသခဲ့ပါတယ်။ဒါပေမဲ့ဒီမရှင်ကိုတမိုင်းဝင်စီခဲ့တာကလက်နက်တီတွေမကပါဘူး။သူတို့နောက်ွယ်ကလူတွေပါပဲ။ပထမဆုံးအချိန်အဖြစ်မျိုးသမီးလေယာဉ်မှုတွေနဲ့ရှင်ကုတ်သင်္ဘောသားတွေဟာမကြတဲ့နှစ်တည်းအကျဉ်းအရှုပ်ထွေးဆုံးစစ်စင်ရေးတွေက တစ်ခုမှာအရေးကြီးတဲ့အခန်းကဏ္ဍတွေကနေပါဝင်ခဲ့ကြပါတယ် သူတို့ရဲ့ပါဝင်မှုကလက်နက်ကင်တပ်ဖွဲ့တွေမှာတည်ငြိမ်တဲ့အပြောင်းလဲတွေကိုထိဟပြနေပြီးကြားမခွဲပြားတာကထိတ်တန့်တိုက်ခိုက်ရေးအခမ်းကဏ္ဍတွေမှာဘယ်သူကဦးဆောင်နိုင်တယ်လဲတာဝန်ထမ်းဆောင်နိုင်တယ်လဲအဆိုတဲ့အပေါ်မှာတက်ရောက်တော့မှာမဟုတ်ပါဘူးဒီဖြစ်ပျက်တွေကစီးရေးလောကမှာမျိုးသမီးတွေရဲ့အခမ်းကဏ္ဍဘယ်လောက်ထိပြောင်းလဲတိုးတက်လာပြီလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်စွမ်းရည်နဲ့စည်းကမ်းရှိသူတိုင်းအတွက်အခွင့်အလမ်းတွေပွင့်လာပြီဆိုတဲ့သတင်းစကားကိုလည်းပေးပို့လိုက်ပါတယ်ရှေ့ဆက်ပြီးတော့ American စစ်တပ်ဟာ ဘလို့စိန်ခေါ်မှုတွေကိုရင်ဆိုင်ပြီးတော့အမျိုးသမီးစစ်တီရဲ့အခမ်းကဏ္ဍဘလို့ဆက်လက်တိုးတက်ပြောင်းလဲလာမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်